passive water လက်ဟောင်းနဲ့လက်သက်အပိုင်းနှစ်အာရှတိုက်ပတ်တွင်ရှိသောဂျပန် passive water ကပုံစံတစ်မျိုးဖြစ်သည်အီတလီတွင် passive party ဂျာမနီတွင်နာဇီပါတီတို့ရှိကြသည်သို့သောဂျပန်တွင်ကတတ်တတ်မှတ်မှတ်ပါတီမရှိစိတ်အုပ်စုကအာဏာကိုင်ထားပြီး ဖက်စစ်စနစ်ကျင့်သုံးခြင်းဖြစ်သည်ဖက်စစ်စနစ်ဤအနှစ်သာရခြင်းကအတူတူပင်ဖြစ်သည်ပုံစံချင်းသာမတူခြင်းဖြစ်သည်ဂျပန်သည် အာရှတိုက်တွင် ARG နိုင်ချက်နိုင်ငံဖြစ်သည်1940တွင်ဂျာမနီအီတလီတို့နှင့်ဝင်ရိုးတန်းမဟာမိတ်ဖွဲ့လိုက်သည်1939ခုနှစ်တွင်ဥရောပ၌ဖြစ်နေသည့်ဂျာမနီအီတလီတို့ကတစ်ဖက် အင်္ဂလိပ်ပြင်သစ်တို့ကတစ်ဖက်ဖြစ်နေသည့်စစ်ကိုအကြောင်းပြု၍အာရှတိုက်တွင်ဂျပန်ကအမျက်ထုတ်ရန်ပြင်ဆင်ခြင်းဖြစ်သည် တရုတ်တို့နဲ့က1939ခုနှစ်ကတည်းကတိုက်နေပြီဖြစ်သည်ဖက်ဆစ်နိုင်ငံတစ်ခုလည်းရှိသေးသည်စပိန်ပြည်ဖြစ်သည်ဖက်ဆစ်ပါတီဖြစ်သော Frangist ပါတီကအာဏာရလာခြင်းဖြစ်သည်မူဆိုလီနီဟစ်တလာတို့၏တိုက်ရိုက်အကူအညီ အင်္ဂလိပ်ပြင်သစ်တို့၏သွယ်ဝိုက်အကူအညီဖြင့် Frangist ပါတီမှဗိုလ်ချုပ် Franco ကအာဏာရလာပြီးအာဏာရှင်လုပ်နေခြင်းဖြစ်သည် စပိန်သည်ဒုတိယကမ္ဘာစစ်တွင်ဂျာနေလုခဲ့သည် ထို့ကြောင့်မူဆိုလီနီဟစ်တလာတို့ပြုတ်သွားတော့လဲ Passive Franco ကပြုတ်မသွား။ American နယ်ချဲ့ကိုမိကိုပြီးဆက်လက်တည်ရှိနေခဲ့သည်။1985ခုနှစ်အထိအုပ်ဆိုးသွားခဲ့သည်။နိုင်ငံရေးအာဏာမရတော့လဲ Passive War ကို လက်ခံကြသော ပါတီအဖွဲ့အစည်းအစုအဝေးများကဒုတိယကမ္ဘာစစ်စစ်ကြောကာလဆက်မှုနိုင်ငံကြီးတိုင်းတွင် ရှိကြသည်။အင်္ဂလန်ပြင်သစ်အမေရိကန်စသည်တို့တွင်ဖြစ်သည်ကမ္ဘာဆိုရှယ်လစ်ဒေါ်လာရေးကိုတားဆီးရန်နှင့်နယ်ချဲ့စနစ်ကိုလိုနီစနစ်တို့ကိုထိမ့်သိမ်းရန်အတွက် ဖက်စစ်စနစ်ကိုသာလျှင်ကျင့်သုံးရမည်ဟုဖက်စစ်ဝါဒီတို့ကယူဆခဲ့ကြသည်သို့သောဖက်စစ်ဝါဒကဆိုရှယ်လစ်ဒေါ်လာရေးများကိုလည်းမတားဆီးနိုင်နယ်ချဲ့ကိုလိုနီစနစ်ကိုလည်းမထိန်းသိမ်းနိုင်ခဲ့ပြီဒေါ်လာရေးများကိုသာပုံမမြန်ဆန်းစွာပေါ်ပေါက်စေခဲ့သည်တောင်းအာနာရလာပြီးနောက်ဟစ်လာ၏ပထမဆုံးသောလုပ်ငန်းမှာတပါတီ အာနာရှင်စနစ်ကိုထူထောင်ရန်ဖြစ်သည်သို့သော ဤလုပ်ငန်းကိုအလောတကြီးလုပ်ရမဖြစ်တဖြည်းဖြည်းလုပ်ရမည်တကယ်တော့၎င်းတို့အာနာမရမီကပင်1929ခုနှစ်လောက်ကစ၍ NSBO ခေါ်နာဇီကလပ်စည်းများကိုတည်ဆဲလုံသမားသမတ်ကများတွင် ဖွဲ့စည်းထားပြီးဖြစ်သည်နာဇီပါတီဝင်ဖြစ်သောလုံသမားတိုင်းဤအဖွဲ့ထဲဝင်ရသည်၎င်းတို့၏မူကသမဂအစ်များဖွဲ့ရန်မဟုတ်ဘဲတီရှိဆဲမတ်စ်ပွားဒီသမဂများတွင် ဝင်ရောက်ပြီး ဖြက်လို့ဖြက်စည်းလုပ်ရတာဖြစ်သည်ဤဒီကိုစက်ယုံပိုင်ရှင်များနဲ့ကြိုတင်ညှိနှိုင်းသဘောတူမှုရယူထားပြီးဖြစ်သည်ပထမဆုံးနာဇီပါတီတွင်ရှိလက်ဝဲအင်အားများကို ဖြေသိမ့်ဖို့ရောဆိုရှယ်ဒီမိုကရက်ပါတီနဲ့ကွန်မြူနစ်ပါတီတို့ပြစ်လုလာနိုင်သည့်ဖက်ဆစ်ဆန့်ကျင်ရေးဆန္ဒပြပွဲများအတွက်အခွင့်အရေးမရစေဖို့ရောနာဇီပါတီက မေလ၁ရက်နေ့ကိုအမျိုးသားအလို့သမားနေ့ဖြစ်သတ်မှတ်ပြီးရက်အားပေးလိုက်သည် ထောင်ပေါင်းများစွာသောအကျဉ်းသားများကိုလွတ်ငင်းချမ်းသာခွင့်ပေးလိုက်သည်၎င်းတို့ထဲတွင်ကွန်မြူနတီများဂျူးများကိုတတ်ခဲရိုက်ခဲမှုများဖြင့်ထောင်ကျနေသည့်နာစီမုန်တိုင်းတပ်သားအများပြားပါဝင်သည်မြို့တိုင်းရွာတိုင်းတွင်ဤနေ့ကိုအမှုဒဏ်အလုံးပါဝင်ဆင်နွှဲစေသည်အလန်နီတလူလူလွန့်တီးဝိုင်းတချိမ့်ချိမ့်နှင့်အလုံသမားဒူကြီးတရက်လုံးကနာစီခေါင်းဆောင်များဤမဆားရဝါကမန်းမိန်ကွန်းများကိုတက်ရောက်နားထောင်ကြရသည်ဘာလင်မြို့ဤ အခမ်းအနားများသည့်အကြီးအကျယ်ဆုံး၏အကြီးအကျယ်ဆုံးပင်ဖြစ်တော်သည်အနေနဲ့အရရမအလုသမားကိုယ်စားလှယ်များကိုလေရင်ပြန်များဖြင့်ဘာလင်သို့ခေါ်ယူပြီးအခမ်းအနားကိုတက်ရောက်စေသည်မာရာဖြတ်ကြီးဝင်းကြီးဂိုဘယ်ကိုတိုင်လေစိတ်မှဆင့်ကြူသည်တကယ်တော့ဥရောပ၏အကြီးဆုံးဂျာမန်အလုသမားလှုပ်ရှားမှုကြီးကိုနှိမ့်နှင်းရန်လျှို့ဝှက်ကြံစီထားသည်မှာကြာခဲ့ပေပြီ မေဒီအခမ်းအနားအကြီးအကျယ်ကျင်းပပြီးနောက်တနေ့နဲ့1933ခု မေလ၂ရက်နေ့လင်းအာကြီးတွင် Social Democrat လုံသမသမကဌာနချုပ်အားလုံးကို NSBO အဖွဲ့ဝင်များကတိမ့်ပိုက်လိုက်ပြီး၎င်းတို့၏သတင်းစာများအားလုံးကိုပိတ်ပင်လိုက်ကာခေါင်းဆောင်အားလုံးကိုလည်းဖမ်းဆီးလိုက်သည်။ဘဏ္ဍာငွေပိုင်ဆိုင်သည့်ပစ္စည်းအားလုံးအစုစုကိုလည်းတိမ့်ပိုက်လိုက်သည်။ကြံသမကအမျိုးမျိုးအဖွဲ့အစည်းအမျိုးမျိုးကလည်းမိမိဘာသာဖြတ်သိမ်းသူကလည်းဖြတ်သိမ်း၊နာစီပါတီနှင့်ပူးပေါင်းရန်ကမ်းလှမ်းသူကကမ်းလှမ်းဖြစ်ကုန်သည်။ မေ29ရက်တွင်ကွန်မြူနစ်ပါတီနှင့်၎င်း၏လက်အောက်ခံအဖွဲ့အစည်းအားလုံး၏ပစ္စည်းများကိုသိမ်းပစ်လိုက်သည်။တစ်ချိန်တည်းတွင်ဂျာမန်အလုံသမားတပ်ဦးဆိုသည့်ကို ဖွဲ့စည်းလိုက်သည်။အလုံသမားတိုင်းပါဝင်ရမည်ဟုအမိန့်ချလိုက်သည်။ဂျွန်လ22ရက်တွင်ဆိုရှယ်ဒီမိုကရက်ပါတီကိုဖျက်သိမ်းပြီးနောက်နိုင်ငံရေးပါတီများတစ်ခုပြီးတစ်ခုဖျက်သိမ်းခံရက1933ဇူလိုင်လ14ရက်တွင်နာဇီပါတီတာလျင်ဂျာမနီ၌တခုတီးသောနိုင်ငံရေးပါတီအဖြစ် တည်ရှိခွင့်ဥပဒေတရက်ထုတ်ပြန်လိုက်သည်ပါတီနှင့်နိုင်ငံကိုတထက်တည်းပြစ်လိုက်သည်ပါတီဆန့်ကျင်မှုကိုနိုင်ငံတော်ဆန့်ကျင်မှုဟုသတ်မှတ်လိုက်သည်တရားရုံးများကိုဖျက်သိမ်း၍ပြည်သူတရားရုံးများနှင့်အစားထိုးလိုက်သည်ဤသည်ဤနောက်တော့တပါတီအာဏာရှင် ဖက်စစ်စနစ်သည်ဂျာမနီနိုင်ငံ၌ပြိုင်ဘက်မရှိမင်းမူခဲ့တော်သည်ထို့ပြင်ဟစ်လာသည်ရခိုင်ကပေးထားသည့်ဂရီများအားလုံးကိုလည်းပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်သည် မြေယာဝေချမ်းရေး trust များကိုပြည်သူပိုင် သိရေးပြောမိသည့်လက်ဝဲဘက်ရင်းသည့်ပါတီခေါင်းဆောင်များကိုတဖြည်းဖြည်းနောက်တန်းပို့ပြသည်ဤသည်နှင့်မရကအစဖြောက်ပြသည်အစိုးရဌာနအသီးသီးမှနိုင်ငံရေးအယောင်မျိုးမျိုးအရေးငွေရှိသူဂျူးမျိုးနွယ်စသဖြင့်ထောက်ချင်သူအားလုံးကိုပင်စင်ခံစားခွင့်လုံးဝမပေးဘဲဤမျိုးမျိုးသုံးရထုတ်ပြကာ၎င်းတို့၏နေရာများတွင်အည်ချင်းမိမိမမိမိ နာဇီပါတီဝင်များကိုအစာထိုးခတ်အပ်သည်ဤနည်းဖြင့်အလုတ်လက်မဲ့ပြဿနာတစိ့တစ်ပိုင်းကိုဖြေရှင်းသည်ဟစ်လာသည်ပါတီပြင်ပမှအတိုက်ခံများကိုတာမကပါတီတွင်းကအတိုက်ခံများကိုလည်းချိန်မုံပစ်လိုက်သည်ဒီဇင်ဘာ17ရက်တွင်ဥပဒေ6ရက်ပြတ်ထန်းလိုက်ပြီးဂျာမနီပြည်ရှိဒီမိုကရေစီနှင့် liberal ဝါဒအကျဉ်းချံများကိုဖျက်သိမ်းပစ်လိုက်သည်ထိုဥပဒေများအရပြည်내အဆင့်ခရိုင်အဆင့် municipal အဆင့် ရွေးကောက်ထားသည့်ကော်မတီအားလုံးကိုဖျက်သိမ်းလိုက်ပြီးနာဇီပါတီဝင်များသာပါသည့်အုပ်ချုပ်ရေးအကြံပေးအဖွဲ့များဖွဲ့စည်းကအစာထိုးခန့်အပ်လိုက်သည်နာဇီဝါဒဖြန့်ကျင်ရေးဝန်ကြီးဂိုဘယ်ကဂျာမနီနှင့်ဥရောပကိုငါတို့ကဘော်ရှီဘက်ဝါဒလက်မှကယ်တင်ခဲ့သည်ဟုကြွေးကြော်ခဲ့သည်တကယ်တော့နာဇီပါတီသည်ကွန်မြူနစ်တော်လှန်ရေးမှဂျာမနီကိုကယ်တင်ခဲ့သည်မဟုတ်ပါအဘယ်ကြောင့်ဆိုသောထိုစဉ်ကဂျာမနီကွန်မြူနစ်ပါတီသည် အစိုးရစက်ရန်တရားကိုချိန်ချောက်နိုင်ခြင်းလည်းမရှိဆန့်ကျင်နိုင်ခြင်းလည်းမရှိပါလစ်ဘရယ်သမားများနဲ့ဆိုရှယ်ဒီမိုကရက်သမားများကလည်းပြင်းပြင်းထန်ထန်ဆန့်ကျင်မှုမရှိခဲ့သည့်ပြင်အသာတကြီးပင်နာဇီပါတီ၏တရားဝင်မှုကို အသိမှတ်ပြုခဲ့ပါသည်ထို့ကြောင့်နာဇီပါတီ၏ရက်ဆက်မှုများကကွန်မြူနစ်ပုံကံမှုများကိုတားဆီးနိုင်သည်ဟုပြောဆိုချက်များမှာယုံကြည်စရာမရှိသည့်စင်ကြယ်လိန်များသာဖြစ်ပါသည်ထို့ကြောင့်နာဇီတော်လှန်ရေးဆိုသည်မှာလည်း မိမိကိုယ်ကိုမိမိကာကွယ်ဖို့လက်ညှိုးလေးတစ်ချောင်းတောင်မထောင်နိုင်မထောင်ခဲ့သည့်ရန်သူများကိုအောင်မွေးခံခြင်းသာဖြစ်တော်သည် ထိုစဉ်ကဘာတပိတ်ဘာဆန္ဒပြပွဲဘာပုံကံမှုမှမရှိညီသည့်နိုင်ငံကများချင်းချောက်နေသည်လည်းမရှိအစိုးရခေါင်းဆောင်များလောက်ကြံခံရခြင်းလည်းမရှိသို့သောတိုင်းပြည်တစ်ပြည်လုံးဒစိမ့်စိမ့်တုံအောင်ကြောက်နေရသည့်အကြောက်တရားသာလွှမ်းမိုးနေသည်တကယ်တော့နာစီတို့သုံးသည့်စိတ်ကြောက်နေစေသည့်နီးနာသည် ရန်သူများအတွက်သုံးသည့်နိုင်ငံရေးလက်နက်ဆိုသည့်ထက် စက်ကြတစိ့အလံတော်အောက်ဝန်းရံလာခဲ့သည့်အလုံးမရှိအကိုင်းမရှိ လူဒန်းစားပြက်လူဘာလာများ၏ကြာရှည်ကြာများ စုဆောင်းထားသည့်ဒေါသမုန်တိုင်းများထုတ်လွှတ်ပေးရာလမ်းကြောင်းပို၍ဖြစ်နေပေသည်ထောဂတ်စတာပိုများသည်ယေဘူအားဖြင့်ညအတော်ညနေချိန်တွင် အိမ်များကိုအတင်းဖွင့်ဝင်ရောက်ဖမ်းဆီးပြီးမိသားစုများရှေ့တွင်ပင် ရိုက်နှက်ကန်ကြောက်ဆွဲခေါ်သွားကြသည် နေပေါင်းရက်ပေါင်းများစွာဘဲစီဘဲဝဲရောက်သွားမှမသိအောင်ထားကြသည်ထို့နှင့်ရိုက်ပုတ်ကန်ကြောက်ပြီးမြေအောက်ခန်းများသို့ခေါ်သွားကြသည်အမျိုးမျိုးစစ်စေးမေးမြန်းညှဉ်းပန်းနှိပ်စက်ပြီးနောက်သွေးသံတရေရဲနှင့်လူတအုပ်ကြီးကြားထဲထည့်ထားလိုက်သည် မကြာခဏထောက်ရလဲတပ်ပစ်မိဟုချင်းကြောက်ချင်းတနတ်နှင့်ချောပစ်ချင်းများလောက်တတ်သည်ထိုဖမ်းဆီးခံရသူများသည်တခါတရံတစ်ခုလုံးကြိုးကြည့်ပြီးမိသားစုထံပြန်ရောက်လာသည် တချို့ကတော့ ဘယ်တော့မှပြန်ရောက်မလာကြတော့ချေတကယ်တပ်ဖြတ်မှုကတော့အတက်နိုင်ဆုံးနည်းနည်းလောက်သာလုပ်ကြသည်အဘယ်ကြောင့်ဆိုတော့ညှဉ်းပန်းနှိပ်စက်ခံရသူသည် နောက်ထပ်ညှဉ်းပန်းခံရရန်အသက်ရှင်ဖို့လိုအပ်သေးသောကြောင့်ပင်သည်ထို့ပြင်ညှဉ်းပန်းနှိပ်စက်မှုပုံသဏ္ဍာန်မျိုးမျိုးသည်တာမန်သေဆုံးသွားခြင်းထက်လူတွေကိုပုံမကြောက်ရွံ့စေသောကြောင့်ဖြစ်သည်သို့သောနောက်ပိုင်း1933ခုကုန်ကန်နီရောက်လာချိန်တွင်အကျဉ်းသားတော်တော်များများသည် မိမိကိုယ်ကိုမိမိတတ်သိခြင်းသို့မဟုတ်ထွက်ပြေးဖို့ကြံစီမိသည့်အတွက်ပြစ်တတ်လိုက်ရခြင်းများကြောင့်တည်ဆုံးသွားကြသည်ဤသူများထဲတွင်ကွန်မြူနီများသာမကတာမန်ဝန်ထမ်းများစစ်မှုထဟောင်းများစစ်ပြန်ကြီးများအရာရှိဟောင်းကြီးများလည်းပါဝင်ကြသည် နာဇီပါတီ၏အကျဉ်းသားများထဲတွင်တာမန်အလုသမားလေးများမှအစအဓိပတိဟောင်းများထိ၎င်းတို့နှင့်သဘောမတိုက်သူများအလုံးပါဝင်သည်တိုင်းပြည်အားလည်းမကြာခဏတည်ဆုံးကာဏီလူများ ဝါညင်ပန်းနှိပ်စက်ခံရသူများ၏ကြီးမားစွာ ဝေဒနာခံစားနေရမှုများကို မြင်စေကြားစေသည်အကျဉ်းသားများနှင့်ပတ်သက်၍မိသည့်ခါများတရားဝင် ထုတ်ပြန်ခြင်းမပြုဘဲကောလာဟလတဲ့အမျိုးမျိုးကိုသာထုတ်လွှင့်နေတတ်သည်ဖက်စစ်အာဏာရှင်စနစ်၏နောက်ကရိယာတစားပလာတစ်ခုမှာတရင်များကိုထိမ့်ချုပ်ခြင်းနဲ့စင်စားလှုပ်ခြင်းပင်ဖြစ်သည်။1933နှွေဦးတွင်ကွန်မြူနစ်ပါတီတရင်စာများနဲ့အလဲအလက်ဝါဒီတရင်စာများအားလုံးကို ိတ်ပစ်လိုက်သည်သို့သောမြို့တော်၌ထုတ်ဝင်နေသည့်နေစဉ်သတင်းသားကြီးများကိုတော့တင်းတင်းကြပ်ကြပ်ထိန်ချုပ်စင်စါဖြတ်တောက်ပြီးထုတ်ဝေစေသည်ပထမဆုံးထိုသတင်းသားတိုင်များမှဂျူးများနဲ့မတ်စ်ပါတီများကို ထုတ်ပယ်လိုက်ပြီးအ धिक ကြီးကြပ်မိသူများဖြစ်နာဇီပါတီဝင်များကိုခန့်ထားလိုက်သည်ရုံးဝဲတိုင်း၌ဒေသစင်စါဖွဲ့များထက်မှန်ဖွဲ့စည်းထားသည်ပုံနှိပ်မထုတ်ဝေမီသတင်းစာမူကြမ်းကို စင်စါတင်ရသည် မပါသင်ပဲပါလာသည့်သတင်းများရှိက ထိုသတင်းစာကို မထုတ်ဝေတော့ပဲဒေတာစင်စာများကိုထုတ်ပစ်သည်အဓိကအာဏာပိုင်မှာဝါရဖြန့်ချီရေးဝန်ကြီးဂေါ်ဘယ်ပင်ဖြစ်သည်အယ်ဒီတာဖွဲ့ဝင်များအတွက်လည်းအရေးချင်းသတ်မှတ်ချက်များနာဇီများကသတ်မှတ်ထားသည့်ပြည်စုံမှအယ်ဒီတာဖြစ်ရသည်တခွန်းတဲနဲ့ပြောရရင်ဂေါ်ဘယ်ကအရေးချင်းမပြည့်စုံမှုသတ်မှတ်သူမြည်သူမြအယ်ဒီတာမဖြစ်နိုင်အရေးချင်းသတ်မှတ်ချက်များပြည့်ဝမှာ ်အယ်ဒီတာလိုင်စင်ထုတ်ပေးသည်ထိုလိုင်စင်ကိုလည်းဝါရဖြန့်ချီရေးဝန်ကြီးကအချိန်မရွေးပြန်သိမ်းနိုင်သည်ထို့ပြင်အယ်ဒီတာများအားလုံးနာဇီပါတီကဖွဲ့စည်းထားသည့်ဂျာမန်အမျိုးသားသတင်းစာဖွဲ့စည်းသို့မဝင်မနေရဝင်ရသည်အဖွဲ့ဝင်ကြီးများမှန်မှန်ပေးဆောင်ရသည်သတင်းများမှာစီစစ်ပြီးမှထုတ်ဝေရခြင်းဖြစ်သောကြောင့်သတင်းစာတစ်စောင်ဖတ်လျင်လုံလောက်ပြီဖြစ်သည်ဖြင့်နာဇီပါတီမှထုတ်ဝေခြင်းမဟုတ်သည့်သတင်းစာတော်တော်များများသည့် ဆောင်ရည်များကြလာက1934တွင်တစောင်းပြီးတစောင်းဒေဝါလီခံသွားရသည်။နာဇီပါတီ အာဘော်သတင်းစာပင် ဆောင်ရည်အကြီးအကျယ်ကျဆင်းလာသည်။စာအုပ်စနစ်များထောက်ဝင်ပြီဆိုလျင်ဝါရဖြန့်ချီရေးအုပ်ချုပ်ရေးဘုတ်ဖွဲ့နာဇီမဖွဲ့ထားသည်ကိုအရင်တင်ပြရသည်။စီစစ်ကြေးပေးရသည်။စီစစ်ရေးကဖြတ်တောက်စစ်ဆေးပြီးမှထုတ်ဝေရသည်။ထို့ကြောင့်စာပေအမှုပညာဆင်တန်းများထိုးကြသွားတော်သည်။ ဤချင်းဒီကိုလှည့်ပြောင်းရန်ဂိုဘယ်ရောဟစ်လာပါအကြီးအကျယ်မတ်မှုတ်ချင်းချောက်ကြိုးပမ်းခဲ့ကြသည်သို့သော လူလူကြီးတရားလုံးကိုသတင်းစာများစာဆောင်များဝယ်ယူရန်အဖိအားပေးရကမရကြည်တကယ်တော့အာနာရှင်စနစ်သစ္စာကနောက်လိုက်များလက်ထက်တွင်စက်တနတ်အားလုံးရောက်ရှိနေပါက လူလူကြီးတိုက်ရိုက်ခုခံဆန့်ကျင်တွန်းလှန်မှုသည် မဖြစ်နိုင်တော့လဲစုပေါင်းပြီးတွယ်ဝရည်အမှုနီးနှင့်အတန်တိတ်ဆန့်ကျင်မှုသည် အယက်ဆက်ဆုံးမင်းစုံမင်းညစ်ကိုပင်လင်းတွက်ချပါရလိုက်သွားစေနိုင်ပါသည်1933ဆောင်းဦးတွင်ဂျာမန်ရင်ချင်းမှုအသင်းကြီးကိုဝါရဖြန့်ချီရေးဝန်ကြီးဌာနလောက်တွင်ဖွဲ့စည်းလိုက်ပြီးစာပေသတင်းစာရေဒီယိုရုပ်ရှင်ပြဆက်ဒေဂီတာနှင့်ပကြီးပပုခုနှစ်မျိုးကိုပေါင်းစည်းလိုက်သည်ဤသို့ဖြင့်ရင်ချင်းမှုနယ်ပယ်အလုံးကိုနာဇီပါတီလက်အောက်ခံဖြစ်တုတ်သွင်းလိုက်သည်နိုင်ငံရေးအာဏာရှင်လက်နက်ကိရိယာများသည့်ရိုးစင်းနေရာမှာ ထွေပြားရှုပ်ထွေးလာသောအခါရက်ဆက်ကြမ်းကြုတ်နေမှုမှ ကောက်ကျစ်ဆင်းလဲမှုနှင့်ပေါင်းဆက်လိုက်သည့်အခါအုတ်ချုပ်သူဒူဒန်းသားသည်ဆန့်ကျင်သူများကိုပြောင်းအချင်းချနှိမ့်ဆက်ညှဉ်းပန်းတပ်ဖြတ်နေရမှပုံမထိရောက်မြန်ဆန်သည့်ဤတနည်းကိုသုံးတတ်ပါသေးသည် လူနည်းစုတရက်ဘာသာရေးရလူမျိုးရေးရဇက်အမျိုးနွယ်ရစသဖြင့်ကိုညှဉ်းပန်းတပ်ဖြတ်နှိမ့်ဆက်ပြီးလူမျိုးရဲ့အဓိကယုံတရက် ဖြစ်လာစေအောင်ဖန်တီးလိုက်ခြင်းသည် ရှေးအကြဆုံးမြောင်တိုက်ရိုက်အကြဆုံးနှင့်ထိရောက်မှုအမြန်ဆန်ဆုံးသောနည်းပင်ဖြစ်သည်ဂျူးများသည် အနောက်တိုင်းဥရောပတစ်လောကအကျယ်အပြန့်အပြန့်အနှံ့နေထိုင်ကြပြီးဥယေအဖြစ်လဲကျဲကွဲနေပါလာသည် ရောက်ရှိရာရဲများတွင်လည်းအဆင့်နေရာတစုံနေရာမြင့်သည့်နေရာများ ဥပမာပညာတတ်အတိုင်းဝိုင်းစီးပွားရေးအတိုင်းဝိုင်းရရှိထားသည်ထို့ကြောင့် လူအောက်လွာများကမင်းဆိုးယာစာများဒနာရှင်မြေရှင်ယာရှင် အခွင့်အူးကံများအားမကြေမနက်ခုခံဆန့်ကျင်မှုများမငြိမ်မသက်မှုများရှိလာတိုင်းအုပ်စိုးသူလူတန်းသားသည်ဤမိုးချိုလွှဲသည့်နိနာကိုတုံးပြီးမကြေနှက်ချက်များအလုံးကိုဒဇာကံများပေါ် လွှဲပေးလိုက်သည်တကယ်တော့ထိုဂျူးများကိုဤသို့သောအစ်စ်နေရာများရလာဖို့အတွက်ထိုအုပ်စိုးသူများကပင်လန်ခင်းပေးခဲ့ခြင်းဖြစ်သည် တကယ်ပြဿနာများပေါ်လာလျင်လည်းအထက်လွှာဂျူးများကအုပ်စိုးသူများအကာအကွယ်ဖြင့်လွတ်သွားကြပြီးအောက်ခြေဆင်းရဲသောဂျူးများအထိခိုက်ခံရခြင်းဖြစ်သည်ဂျူးဆန့်ကျင်ရေးကိုတရားဝင် ပါတီလမ်းစဉ်ဖြစ်သတ်မှတ်ထားသည့်နာဇီပါတီသည်ဂျူးဆန့်ကျင်ရေးများကိုတတ်သမှတ်ထိပြစ်လုနေသည်တော့မဟုတ်ပါစီဝါရေးအခြေအနေတစုံတရာကောင်းမွန်နေချိန်ပြည်သူလူထုကြီးအားဝါရဖြန့်ချီရေးမျိုးမျိုးမျက်လက်ပြပွဲအမျိုးမျိုးဖြင့်လှည့်စားထားနိုင်ချိန်များတွင် ဂျာမန်ဂျူးများသည့်အဆင့်နှိပ်နိုင်ငံသားများဖြစ်အစိုးရတာဝန်များတက္ကသိုလ်စသည်တို့မှဥပဒေအရဝင်ဝင် တားမြစ်ထားခံရသည်နိုင်ရှင်ကြီးအဖြစ်ငြင်းငြင်းချမ်းချမ်းနေရသည် စီးပွားရေးကြက်တဲလာသောအခါစင်စာများနှင့် ပိတ်ဆို့ထားသည့်ဂျာက ဝေဖန်မှုများထွက်လာသောအခါနာဇီပါတီတွင်ပဋိပက္ခများပြင်းထန်လာသောအခါဥပမာ1933ဇူလိုင်လ1934မေဂျွန်စသဖြင့် နာဇီခေါင်းဆောင်များဖို့လူတို့၏စိတ်ကိုပြောင်းလဲပြည့်ရန်ဂျူးဆန့်ကျင်ရေးများအသက်တပံတိုးပွားပြုလုပ်ရန်လိုအပ်လာပြန်သည်။ဤနည်းဖြင့်ဂျူးဆန့်ကျင်ရေးများသည် နာဇီဂျာမနီတွင်ပြည်တွင်းနိုင်ငံနှင့်အညီတက်လိုက်ကျလိုက်ဖြစ်နေပေသည်။ဤနည်းရှုံးသွားပါကဝါမအောင်မြင်ပါက နောက်ဆုံးလမ်းမှာ မြောင်အကျန်းဖက်ဤသာဖြစ်ပြီးဤနည်းကိုဂျူးများပေါ်တွင်သမကား မိမိအုပ်ဆိုးမှုကိုချိန်ချောက်ရံပြူလာသူအားလုံးပေါ်ကျင့်သုံးလိုက်ပေသည်ဂျူးများအပြင်တခြားသူအများပြလဲဤအာနာရှင်စနစ်အတွင်းတရားခံများဖြစ်ခဲ့ကြရလေသည်မတ်စ်ပါတီများလစ်ဘရယ်များနိုင်ငံတကာဝါဒီများ ဖရီမေဆင်များအမှုပညာရှင်များစသည်တို့သည်အနည်းနဲ့အများအဖိနှိပ်ခံကြရသည်ညက်လက်မျိုးမျိုးပြ၍၎င်းတို့သာလျှင် တိုင်းပြည်ကက်တင်ရှင်ကြီးများဖြစ်ဝင်ကြွားခဲ့ရတွင် အကျော်အကြာဆုံးဖြစ်ရမှာ Rice Tech လွတ်တော်မီးရှို့မှုခြင်းပင်ဖြစ်တော်သည်1933ခု February 28ရက်နေ့ညတွင် Rice Tech လွတ်တော်အဆောက်အဦကြီးမီးရှို့ခံရပြီးမီးရှို့သူ Vander Loop ဆိုသူ Dash လူမျိုးတို့ကိုလည်းဖမ်းဆီးရမိလိုက်သည်ညတွင်ချင်းရနိုင်သမျှဂျာမန်ကွန်မြူနစ်ပါတီခေါင်းဆောင်များကိုရောနိုင်ငံတိုင်းပြည်များမှလာရောက်တိန့်ရှောင်နေကြသောကွန်မြူနစ်ပါတီခေါင်းဆောင်များကိုရော ထိုထဲတွင်ဘူဂေးရီးယားကွန်မြူနစ်ပါတီမှဒီမီထရော့ဖ်နှင့်၃ဦးပါဖမ်းဆီးလိုက်သည်။နောက်နေ့နာဇီသတင်းစာများတွင်ကွန်မြူနစ်များ၏အာဏာသိမ်းရန်အကြံစီကိုဖျက်ဆီးလိုက်နိုင်ခြင်းဆိုသည့်သတင်းပါလာပြီးဤရှုမိသည့်ဂျာမနီတပြည်လုံးရှိကွန်မြူနစ်များတော်လှန်ရေးလုပ်ရန်အချက်ပြမီဖြစ်သည်ဟုရေးသားခဲ့သည်။ဟစ်တလာကိုယ်တိုင်ကဒီမီဟာကွန်မြူနစ်အာဏာရရင်ဘာဖြစ်သွားမလဲဆိုတာ ပြသဖို့အတွက် ကောင်းငင်ဘုံကချပေးလိုက်တဲ့ဖြစ်ရပဲကဲအခုကျွန်တော်တို့အန်နီရဲ့ဘယ်မှာရှိတယ်ဆိုတာသိကြပြီမလားကျွန်တော်ဟာဒီအန်နီရဲ့ကကဲတင်နိုင်မဲ့သူဆိုတာဂျာမနီပြည်ကြီးကရောဂျာမန်ပြည်သူများကရောစိတ်ချယုံကြည်ကြပါဒါဟာသူတို့ရဲ့ဏိကုံးပါပဲဟုကြုံးဝါခဲ့သည်1933စက်တင်ဘာ22ရက်နေ့တွင် Leipzig night ထိုအမှုကိုတရားရုံးတင်ခဲ့သည်ထိုတရားရုံးစဖွင့်သည်မှာစပြီး နောင်လာပေါင်းများစွာတွင်သတင်းစာများ၏အဓိကဥတီချက်အကြောင်းရာမှာဂျာမနီပြည်ကြီးကိုဗော်ရှီဘစ်ဝါဒမှကယ်တင်ခဲ့သည်ဆိုသည့်အချက်ပင်ဖြစ်သည်။ကွန်မန်စ်ဆန့်ကျင်ရေးတော်လှန်ရေးပြတ်တိုက်ကြီးကိုဘာလင်၌ဖွင့်လှစ်ခဲ့သည်။ဂျာမနီရှိကွန်မန်စ်ဝါဒဆိုသည့်စာအုပ်ကိုလည်းအကြီးအကျယ်ဝါဒဖြန့်ထုတ်ဝေခဲ့သည်။ဂျာမနီကွန်မန်စ်ပါတီမှအကြောင်းရာများ၊သမိုင်းများ၊ခေါင်းဆောင်များ၏အကြောင်းချင်းရာများစသည်တို့ပြင် ဓမြအနီများဤရက်ဆက်ကြမ်းကြုတ်မှုများဆိုသည့်ခေါင်းစဉ်ဖြင့်အရိုက်အနှက်အသက်ဖြတ်ခံရသည့်သူများ၏ဓာတ်ပုံများကိုလည်းထည့်သွင်းထားသည်ထိုထဲတွင်ဖော်ပြထားသည့်တက်သေးကံဆရာစနတ်များထဲတွင် February လကဖြစ်ခဲ့သည့်မီးရှို့မှုနှင့်ပတ်သက်၍ဘာအချက်လက်ထောက်ထားများမတွေ့ရှိရထိုတရားရုံးဖွင့်လှစ်ပြီးကလေးကစတင်စစ်ဆေးရာတွင် ထိုလွှတ်တော်ကြီးကိုကွန်မန်ဒါများမီးရှို့ခဲ့သည်ကိုတက်သေးထောက်ထားပြဖို့ထက် နာစီများမိရှုခြင်းမဟုတ်ပါဆိုသည်ကိုပြတ်တရန်ပုံ၍ရေးကြည့်နေပုံပေါ်ခဲ့ပေသည်တက်သေးများထွက်ဆိုရာတွင်လည်းကပောက်တိကပောက်ချာများဖြင့်လက်ရဖမ်းမိသည့်ဗန်ဒါလုပ်ကလည်းစိတ်မတည်မငြိမ်နှင့်ဘာမှမေးစမ်းမရဖမ်းထားသည့်ကြံတရခံများဆိုသူများထဲမှလည်းဘာထောက်ထားမှမရဖြစ်ခါနောက်ဆုံးဗန်ဒါလုပ်ကိုသာတေးတံချမှတ်လိုက်ပြီးကြံလူများကိုလွှတ်ပစ်လိုက်ရသည် တကယ်ဖြစ်ရဲ့ 1934ဇူလိုင်21ရက်နေ့တို့လန်ဒန်ဒေးလီဟာရယ်မှာပေါ်ပြထားမှုမှာ1933ဖေဖော်ဝါရီ10ရက်နေ့တွင်ဂိုဘယ်နဲ့ဂိုအာရင်တို့၏ညွှန်ကြားချက်အရရှက်နဲ့တက်ခေါင်းဆောင်များသည့်ရှက်နဲ့တသား10ယောက်ကိုလွှတ်တော်မိချွရန် တာဝန်ပေးခဲ့သည်ဗန်ဒါလုတ်ပေါ်လိန်လဲလှည့်ပြပြီးငှားရခဲ့သည်အဖမ်းခံရမည်အပြစ်ပေးခံရမည်သို့သောလျှို့ဝှက်စွာကယ်တင်ပြီး ်မေရိကသို့ငွေကြေးအမြောက်များနှင့်ပို့ပေးမည်ဟု၍ဖြစ်သည်ဖေဗရူလာ29ရက်နေ့တွင်လွှတ်တော်မြေအောက်လှိုင်ကောင်းတွင်သို့ထိုးသူ10ယောက်ဝင်ခဲ့ကြသည်လွှတ်တော်ဩဂရဂိုအာရင်း၏အိမ်မှလွှတ်တော်မြေအောက်လှိုင်ကောင်းသို့ ဝင်ရောက်နိုင်သည်ထို့နောက်မီးရှို့ကြပြီးနောက်ဗန်ဒါလုပ်တယောက်ထဲအဖမ်းခံရန် ထားခဲ့ပြီးထိုးမြေအောက်လှိုင်ကောင်းမှတဆင့်ဂိုအာရင်း၏အိမ်သို့ထွက်လာကြသည်ထိုးသူ10ယောက်သည်တယောက်ပြီးတယောက်ထူးဆန်းစွာတေဆုံးသွားကြပြီး ဤဖြစ်ပျက်ကိုပြန်လည်ပြောပြသူခရုစ်တူးသာဆွစ်ဇာလန်သို့ထွက်ပြေးလွတ်မြောက်ခဲ့သည်ဤသည်မှာနာဇီတို့အကြီးအကျယ်ဝါဒဖြန့်ခဲ့သည့်ကွန်မြူနယ်များအာဏာသိမ်းရန်လှုပ်ရှားမှုကြီးပင်ဖြစ်တော်သည်